ရွှေကျင်မြို့နယ်ကပျောက်ဆုံးနေတဲ့တက္ကသိုလ်ဝန်ထမ်းចောင်းသားကိုနေပြည်တော်ကတဲဝံတစ်ခုမှာပြန်လည်တွေ့ရှိရွှေကျင်မြို့နယ်မှာပျောက်ဆုံးနေတဲ့2025ခုနှစ်တက္ကသိုလ်ဝန်ထမ်း Grade 12ဆောင်ွဲဖြည့်ဆို့မဲ့ចောင်းသားကိုနေပြည်တော်မှာရှိတဲ့တဲဝံခံတစ်ခုမှာရှာဖွေတွေ့ရှိခဲ့ပြီးတော့မတ်လ16ရက်နေ့မှာမိသားစုထံကိုပြန်လည်အနံ့လိုက်ပြီးဖြစ်တယ်လို့သိရပါတယ် အခုတော့ကလေးရဲ့မိဘရစီကိုပြန်အပ်လိုက်ပါပြီ။တတိယနေ့မှာတွေ့တော့သက်ဆိုင်ရာရွှေချင်းရဲစခန်းကလည်းဆက်သွဲလာပါလေ။ဒီကလေးရဲ့ GPS ကလည်းနေပြီးတော့ကိုလာတဲ့ဘောကတီဗီကောင်းဝင်လာမှပျောက်သွားတော့ကျော်တို့ကလည်းနေရင်းကောင်းဆောင်တွေနဲ့ချိတ်ဆက်ပြီးတော့တဲဟုတ်ကန်းလေးမှာဒီကလေးကိုလိုက်ရှာပါလေ။ဆောင်ဝဲဖြေတာမြင်အောင်လို့ပါ။နေရင်းကောင်းဆောင်တွေနေရင်းတွေကိုညှို့ချလိုက်တာပါ။ရွှေချင်းရဲစခန်းကလည်းကျော်တို့စီကိုဆက်သွဲခဲ့ပါလေ။အဲ့လိုချိတ်ဆက်ပြီးတော့ရှာရင်းနဲ့ မနေ့ညကကျွန်တော်နေမီတဲကတဲဝန်တစ်ခုမှတွေ့တာပါလို့ပတ်တာနေမီ yes come mask come မူဦးနေမျိုးလင်းကပြောပါတယ်ဘကိုးတိုင်းဒေသကြီးရွှေချင်းမြို့နယ်ဒဂွန်တိုင်းကျေးရွာကနေ2025ခုနှစ်တက္ကသိုလ်ဝန်ထမ်း grade 12ဆောင်ဝဲဖြစ်ဆိုမဲ့ကျောင်းသားတူဖြစ်တဲ့မောင်ကောင်းခန့်ကျော်ဟာနေပြည်တော်ကိုစတင်ဝင်ရောက်တဲ့အချိန်မှာပဲပြင်မလာမြို့အတွင်းမှာရှိတဲ့ဟိုတယ်တစ်ခုမှာတဲခိုနေထိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဈေးနှုန်းချူတာတဲ့ပုပ္ပသီရီမြို့နယ်ကတဲဝန်တစ်ခုမှာ ပြောင်းရွှေ့နေထိုင်ရရှိစင်မှာပဲ၎င်းကိုပြန်လည်တွေ့ရှိခဲ့လို့ဖြစ်တယ်လို့သိရပါတယ်။ပတ်တာနေမြေရစကမ်မာစကမ်မူဦးနေမျိုးလင်းပြောကြားချက်မှာတော့ဘကိုးတိုင်းကအကြီးအကဲတွေကလည်းလှမ်းပြီးတော့ချိတ်ဆက်ကြပါတယ်။ညာအတွေ့ပြီဆိုတာနဲ့တက်ဆိုင်ရာကိုလည်းအကြောင်းကြားပေးထားပါတယ်။ဒီနေ့နေ့လယ်ပိုင်းမှာပြန်ခေါ်လာကြပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ဘုံကြီးဝတ်ချင်တာပါ။ငကိုတဲကလည်းသူကဖះရတရားတွေလုပ်တယ်လို့သူ့မိဘတွေကပြောပါတယ်။ သူ့စီကပတ်စံအလူခံရတာဘာညာတွေလဲမရှိပါဘူးသူပါလာတဲ့ဘုံရောပတ်စံရောပြန်ပါလာပါလေသူ့မိဘတွေထံကိုကောင်းမွန်စွာပဲပြန်လဲအနှံပေးလိုက်ပါပြီတက်ဆိုင်ရာရွှေချင်ရဲစခန်းကတပ်ဖွဲ့ဝင်တွေလည်းလိုက်ပါလာပါတယ်လို့ပြောကြားထားခဲ့ပါတယ်တက်ဆိုင်ရာရွှေချင်ရဲစခန်းကတောင်ရှိသူတွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ရှာဖွေရမှာတွေ့တာပါဒီလို တွေ့တာဟာလဲ11မီဒီယာမှာပုံတွေတွေ့တာကနေအဲ့ဒီကလေးကိုတီထားတော့ ဒီမှာကျွန်တော်တို့ရဲ့နေမီနေရင်းကောင်းဆောင် နေရင်းနဲ့ဖြတ်ပြီးတော့ရှာဖွေရမှာလွယ်သွားတာပါတက်ဆိုင်ရာစခန်းနဲ့လည်းချိတ်ဆက်ပြီးတော့ရှာဖွေတဲ့အခါမှာတွေ့ရှိခဲ့တာပါအဲ့ဒီကလေးကလည်းနိုင်ငံတော်အဆင့်အထိစတော်တဲ့ကလေးပါ သူ့မှာငွေညစ်ခံရတာတိုစေးခံရတာအဲ့ဒါပဲလည်းမဟုတ်ပါဘူးသူက ဖုန်ကြီးဝတ်ချင်လို့ထွက်လာတာမျိုးပါလို့လည်းဆက်ပြောပါတယ်နေပြည်တော်မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ရွှေကျင်မြို့နယ်ဒဂွန်နိုင်ကျွေးရွာကတက္ကသိုလ်ဝန်ထမ်း grade 12ကျောင်းသားမောင်ကောင်းခန့်ကျော်ကို သူ့မှာပါလာတဲ့ငွေသား၁၈သိန်းကျော်လက်ကင်ဖုန်းလုံးနဲ့တူမိဘနဲ့တောင်ရှိသူတွေထံကိုပြန်လည်အနှံခဲ့ပြီးဖြစ်ပြီးတော့မော်တော်ဆိုင်ကယ်ကိုလည်းသူအနှံထားတဲ့ရွှေကျင်မြို့ကကားဂိတ်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။